ဆရာမကြည်အေးငါဖျားအင်ဂျန်ဆိုလိုသူကို အပိုင်းနှစ်အနေနဲ့ဖတ်ကြားလေးမှာဖြစ်ပါတယ်ရှင်။ရန်ကုန်တောင်ပင်တင်ပြရတော့အဒီနေကိုမှတ်မိနေသည်။ခင်မေတင်မေမီမီအားလုံး၃ရကွာကြားသည်။ခင်မေမာနေခဲ့ပြီးတော့ကြောင်ပြေပြီးရရချင်းပင်တငယ်ချင်းများနှင့်ပါရီပါလီတော်သည်။တင်မီမာမမိနာကိုတပြေးပြေးကက်သွားရင် အနာနီပါကလူသူအတံပလန်ကိုငီမော်ရင်းနေလေသည် ဟောစာလက်ချင်းကြီး၍ကျောင်းသူလေးများသည်အော်ခြင်းတလောက်အော်ကခုန်ခြင်းတလောက်ခုန်ပါပစားနေကြလေသည်သူတို့ဝတ်ထားသည့်ကောင်းဝဲပြားလေးများကရိုးရိုးနှင့်ဆင်တူမလာမသည်ကြီး၍ကောင်းလာသည်သူတွေ့နေမိလေသည်အင်္ဂလိပ်မလေးများတရုတ်မလေးများနှင့်တလားမလေးများကိုကောင်းကောင်းမမြင်ဘူးတတ်ပြီးတဒန်တန်လိုက်ချင်းနေမိတင်မေသည်ပြောသလိုလိုပင်ဖြစ်လာလေသည်ငငယ်ကလေးတွေကနေချင်းခဲ့သည်ကြောင့် မိခင်မေအင်တန်ကြွားတဲ့ကြောင့်တင်းမီမှာကဝင်ပြလဲဝှချင်းသည်ရောင်စုံရုပ်လေးများနှင့် ABC စာအုပ်ကိုလည်းဖတ်ချင်းခင်မေထံကတစင်ကြားပြရသောမွေးနေ့လက်ဆောင်ခင်မေထံကတစင်စာပြရသောမွေးနေ့လက်ဆောင်ခရစ်စမတ်လက်ဆောင်များကိုလည်းလုပ်ချင်းတင်းမီသည်ခင်မေတစင်လို့ရေးစုံနေတတ်သော အင်္ဂလိပ်ဖြာရှိကိုစာများပေါ်ပြီးရာရွေနေလေသည် တောင်းဆံမကြီးရုံခဲတို့ရောက်သွားတော့တိမေဒီရှက်လက်တို့အပြူဘာမီတို့နဲ့ပြနေဆရာတယောက်ကိုမြင်ကချက်ချင်းမြင်ကလေးတို့ဤခင်မြင်စိတ်ပါရလာလေသည်သူ့ကိုယ်သာကြည့်၍နေမိရာသူကသဘောကျသလိုပြုံးရပြလိုက်ရာတိမေလည်းလိုလိုပြုံးပြရတာရှိလေသည်စင်စင်တိမေဒီတစိမ်းများကိုအင်တန်ကြောက်တတ်သည်တောင်းဆံမကြီးနေမမေကတိမေတို့ညီမညာတွဲစကားပြောဆိုနေကြလေရာ တင်မီလည်းမိခွန်းခုတလေးကိုပြန်ပြေးရသည့်အခါရှိသည်။တင်မီသည်ဆ iam ကြီးကိုကြည့်အသာပန်းရောင်စပင်းအဝါမျက်လုံးအပြာနှင့်အင်္ဂလိပ်မကြီးကြီးပစံမှာပမာစကားများပြပြတကားထနေသည်ကိုအံ့ဩရင်းနေလေသည်။ရုံးနှင့်စောစောကဆရာကိုလှည့်ကြည့်မိပြန်။ဆရာကခေါင်းကိုဆက်ကနေတော်ရီလိုက်ကကျောင်းသူအစ်စ်လာဟင်းမူမေးရင်ရှောင်းလာလေ။တင်မီသည်ကလေးလိုကြီးရှက်ပြောင်းလေးနှင်းဆောင်ချိုနေပြန်။ ဆရာကတိမိပြီးတွင် စောင့်ဆောင်ထိုင်ကြပြီသပင်ကလေးကိုဆွေးဖိုင်နာမည်ပေးနှင့်ခေါ်တလေမူမီပြင်းတိမိသည်ဆရာရင်ခွေမာလေးတိုင်းရှက်ကတစ်ဖက်သို့မျက်နှာလွှဲရင်းနေမိနေသည်အိမ်မှာဆိုရင်ညီသူမြင်းမြဖလဲတကင်းမနေခဲ့ဘူးယာထူးဆန်းသလိုတင်းရင်ကဆရာကိုသဘောအချကြီးကြသွားလေတော့သည်သူ့ကိုပေါ်လာထားမလို့လီမမေကပြောပြရင်အိုးငယ်လာကြည်လားဖြစ်ပါမလားဟိုဆရာကအော်သွားလေယာ မမေကမျက်နှာပြက်တလို့လို့ဖြစ်သွားပြီသူတယောက်တည်းမှမဟုတ်ပဲသူမှရှိနေတာပဲရိုစီလည်းမသိဘူးလားငါတန်းကရိုစီဟုတ်ပြောသည်ရိုစီမှာခင်မေဤဇာနာမည်ဖြစ်လေတင်မေမှာဆရာကိုတာကြီး၍နေလေရသူကတခါပြင်ကြပြီနာမည်မပြရသေးဘူးနော်သူကရိုစီတဲ့ချစ်စရာပိုကောင်းတယ်ကလေးမလေးကပန်းပြော့အသွေးနုနုလေးမှချယ်ရီလိုနာမည်ပြရအောင်တင်မေဒီအင်္ဂလိပ်နာမည်များနေနေဆက်ဘူးဒီမဟုတ်ရင် အတိတ်ပဲနားမလဲတော့လေဆရာကိုသဘောချပြီးသားမို့နာမည်ကိုအတော်ကြားရေးသွားလေသည်ဆရာနှင့်တင်မေဒီနောက်ထပ်မိဖုများလုပ်လေကြသေးသည်လို့မသိမကွဲမှတ်မိသည်ဆရာမကြီးနှင့်မမေကစီစဉ်ကြရှိသည်များကိုဆွေးနွေးနေကြသည်မမေကတော်နေသူဖြစ်တဲ့အတိုင်းယဉ်ကျေးတွေကိုတည်ယူမဆိုင်ပင်ဒီเจ้าကကြောက်ကြဆရာလည်းရှိတကုံနော်ဟိုမေးလိုက်လေတင်မေဒီမိကိုကိုဝေးထားသည်ဆရာလက်မောင်းများရုတ်တရက်တောင်းတင်းသွားသည်ကိုတတိထားမိလိုက်လေသည် ဆရာမင်းနာကလည်းတမျိုးလိုလိုပြီးသို့တော်လည်းဒီထက်ပိုရေးတော့ဒီပဲမရှားတဲ့ဩ तू ကပုံဆွဲဆရာလေးဆရာမထေရဆိုရင်ပုံဆွဲနိုင်သူရှားတယ်မဟုတ်လားပြီးတော့ तू ကចောင်းမှလည်းမနေပါဘူးဟေ့ဆရာကိုအမီဥမာမိမရှိတယ်ဆိုတာပြောပြလိုက်ပါဦးဆရာမကြီးရင်ပြန်လို့မှာမမေရောဆရာရောညီကြသည်တင်မေကမို့ဆရာចောင်းပြီးသွားရည်ကျင်နေចောင်းမှနေပူကောင်းမှတော့ဘုရင်တွင်နေမိသေးသည်တင်မေဒီចောင်းကိုမចောက်တော့ချင်း မမီသည်တင်မီတို့ညီမကိုထားခဲ့၍ပြန်လာတော့တင်မီသည်ပါကိုမှတွေ့ရကောင်းမှန်သိပဲချမ်းခဲလေသည်တစိမ်းချောင်းဖြစ်တော်လေအခုဆရာဆရာအောင်မင်းရှိပေးပြီဆရာက တနည်းလုံးသူ့ကိုလက်ဆွဲကကြောင်းအနှံလေပြသည်ဟီချိုခန်းအင်တာတော်ကြံတော်ချင်းတညက်နေလုံးစားခွင့်ထဲမှာစော်ရီပြောမဆုံးတင်မီသည်ကျောင်းသူလေးများနေတော့ရချင်းစိတ်မရှိဆရာနာမှာကဲ၍နေခြင်းသည်ပြီးတော့ ညနေကြောင်လွှဲရင်မိသားစုတွေပြန်ကားကြံခဲ့သည်ပေါ်လာနေသူများထဲတွင်တင်မေအရွယ်မရှိခက်ကြီးကြီးတွေသာများသည်တင်မေသည်မမေကိုဆရာမကြီးပြောလိုက်သည့်စကားမှာမူသားလွယုံလေးမှန်သည်ကိုသိရလေသည်ဆရာသည်ကြောက်မှမနေတော့လေဇာဝင်းထဲတွင်တထတိုက်လေးနေနေလေသည်ဆရာအိမ်မှာနေချင်းစရာကောင်းသည်ပြိဘောကမှာရွရွနှင်းရှင်းစွာနေရာချထားသည်ပြင်းပေါက်များ၍လေး တော်တော်ဆရာမိမကိုတင်မေခင်မစဲမရှိဘူးတင်မေဒီညနေစာကိုဆရာအိမ်မှာစားတယ်ကျောင်းဆိုင်ရောက်တယ်ကျောင်းစီကံကိုဖြတ်ဖို့ဟုတ်လားဒါပေမဲ့မင်းတို့ပြေကတတိစုပြေစာမရှိဘူးကျောင်းဆိုင်ရောက်တယ်ကျောင်းစီကံကိုဖြတ်ဖို့ဟုတ်လားဒါပေမဲ့မင်းတို့ပြေကတတိစုပြေစာမရှိဘူးဆရာမကြီးကိုကြောက်နေတယ်တင်မေဒီဆရာစကားအတိတ်တွေကိုနားမလည်တော့လေမိမိရွယ်ကလေးကိုကလေးစကားမပြောဘဲလူကြီးချင်းလို့ပြောတတ်ပြီး ခက်တီတီနဲ့သဘောကျစွာပြုနေခဲ့လေသည်။မိညာဆိုင်အိမ်မလေးငုံနေအောင်မလားခွေ။ဆရာစကားတန်ဒီအမြဲပင်ယူရသည်။နောက်တနေ့မနက်မိုးလေးယူဆရာနှင့်ပထမဆုံးတွေ့သည့်အခါမိသည်စကားမှာ"ဟေးညာကောင်းမလေးဟုတ်တယ်မဟုတ်လား။မိတို့လွမ်းလို့လေ။တင်မေကမျက်မှောက်ကြောကပြုံးပြီးခေါင်းခါပြလေသည်။တင်မေသည်အိမ်လွမ်းသည်ဆိုတာကိုနားမလဲ။ ညာကကျောင်းသူတွေအများကြီးနေအိမ်ခန်းကြီးထဲမှာကြာရသည်ခင်မေနှင့်တင်မေမှာတင်ချင်းကလေးရှိ၍အိမ်မပြောခင်စကားတပြောပြောနေနိုင်သည်အိမ်ခန်းကတူတူကလေးတည်နေသောပီယာတန်ပီယာနိုတန်ကလေးအေးလာလွယ်လာသည်တော်တော်မိမိပြပြတို့၏မရှင်ပြတော်မျက်နှာတီကြီးများနှင့်ခင်ဝေတာတော့အမှန်သည်ဆရာကစူဆန်းတော်မျက်နှာမူရခြင်းကိုင်ကိုင်စူဆန်းအိမ်လွမ်းမူလားဒီမှာပြောတယ်လားပြောတယ်ဟင် ။ဒါဖြင့်မင်းတို့အိမ်ကြောင်ပြောပြကန်။တင်မေဒီတိကညာအလုံးပြောပြလေးရ။ဆရာကမျက်နှာမကောင်းမဲ့နားထောင်နေပြီ။အင်းနားလေပြီလူစိုးဒီ။ညနေတည်းမင်းစားပြီးခင်မင်းလေးတွေးတော့စူချင်းခံရလိုက်ခံလိုက်ရသေးသည်။ခင်မင်းကရင်တော်တော်နဲ့ဖိဖိအကြောင်းကိုဆရာအောင်မင်းလျှောက်ပြောတယ်ဆိုမရှက်ဘူးလား။ဟိုဆို၏တင်မေဒီ။အော်ဒါဟာရှက်ဆရာကောင်းနေစီပါလား။ဟိုအံ့အားတင်ရလေးသည်။နောက်မပြောတော့ဘူး။သို့တော်ခုပြောမိတာလေတခြားလူမှမဟုတ်ဘူး။ ထိုနှစ်တစ်နှစ်လောက်တင်မီပြောရှင်ရင်းနေလေသည်တောင်းမှအိမ်နှင့်လုံးလုံးမတူချင်းလူလဲလာသည်သို့ပင်မဲ့စီကန်းကောဘလောက်ရှိတယ်လဲအစာနှင့်အိမ်လည်းမှန်မှန်စာတင်ချင်းလည်းရှိကစားချင်းလည်းရနောက်ပြီးတင်မီနှင့်ရွယ်တူအပေါင်းဖော်များနေပြောရွှေရွှေနေ၍ရလေသည်တင်မီသည်အခင်မင်းနှင့်ပျော်ရွှင်သောမမောရှာသည်တကူကဆရာအောင်မီဆရာနှင့်တင်မီသည်ယင်းဤသောငယ်ချင်းများဖြစ်ရင်းနေခြင်းပြီ ဆရာတင်ဒီပုံစဲပါသားမှာဒီမေဒီအတော်ဆုံးဖြစ်ကံဆိုင်ဝဲတိုင်းမှာဆူရသည်ဆရာကအိမ်ခေါ်ကရေးစေးဆွေးနီးကိုပါတင်ပေးသေးသည်အင်္ဂလိပ်စာလည်းပြပေးတတ်သည်ចောင်းစာကြီးတိုင်းမှာအာသာဘရင်အကြောင်းနာစစ်ဆက်ပန်းပင်ဖြစ်သွားပုံနောက်ောဆရာကျွန်းထဲကအဲလီ စာသည်စာအုပ်များကိုဖတ်ဆင်းသည်တင်မေဒီဆရာကိုကဘာပေါ်မှာအတော်ဆုံးသူဟုထင်လေသည်ဆရာစကားတိုင်းလုံနိုင်သူ မမေဖေဖေတို့ဤစကားကိုပင်ပေရှားရဲ့အသင်ဖြစ်နေပြီ။ရောဂါတွင်ဆရာတယောက်တည်းရှိအောင်နေပြီ။မိမိရဲ့ဖို့လုံလောက်ပြီ။မိမိရဲ့ဖို့လုံလောက်ပြီကိုထင်လာလေသည်။မွေဆိုလင်းအိမ်ကျန်းပြီ။မိုးနှစ်ဆောင်မှာကြောင်းပြနေလိုက်နေချိန်လေးဘလောက်များကုန်သွားပါလိမ့်။တညက်နေဦးလေးမှာတင်မေးသည်။အိမ်ခံပြမှငေးလည်းရှိလေသည်။ကြောင်းကမလွတ်သေး။တင်မေးမှာခေါင်းခိုင်လာသည်ဖြင့်ပြတောင်းပြီးတက်ခဲရသည်။ ညနေကဆရာဖခိုင်းနီအနာကျိုးစာအုပ်မှဆွဲပြီးအိမ်နောက်ချသွားရဲ့ထင်းနီအနေငယ်ကြီးစီစီလောလောပြီးကောက်ကောပြင်ရွှေစိတ်များချမှာဝင်လူနေရွှေအောင်သည်တင်းမင်းမျက်နာပေါ်ကြာနေရကလီမာဤပန်တေဖြောသည်ပူရေးစုပြင်းနေလေသည်အခုဆိုလေခုနှစ်နှစ်အရွယ်ဘူကီကလေးနီတင်းမင်းမဟုတ်တော့ဇက်ပေါ်ခအုပ်အုပ်ပေါ်ပြရနီနေနန်းသူတင်းမင်းလီအရွယ်ကြီးမှားလာတယ်လို့ပြင်အတွေးဆဝန်လေးပြန်ကျဲလာပါပြီး တင်မြင်နေရတဲ့မှာအကြောင်းမစီယောနာတွေမိများမရောသူတို့ဒီ30ကျော်40တွင်ရွယ်ပြင်းရင်အပြင်မမီတို့လောက်ပြင်းရှိပြီးအောင်မိနှစ်ယောက်လုံးပြင်းအပြုံးကုစီနဲ့ပါကလားညနေနေ့လိုက်ရောဒီချိုများတော့အပြင်းညနေကြောင်လွှင့်ချိန်မှာသမီးတယောက်ကိုလာကြတာဖြစ်ပါလေမိမိများနှစ်ယောက်ဒီစကားတပြောပြောနေတခါတည်းရန်ဘာကိုသဘောချတိမသိဤလိုက်ချတိအတန်ဒီတင်မေးစီကိုရောက်ရလိုက် ူတို့စောင့်နေသည်တမီဟာဘူးများဖြစ်မလဲကွယ်ဟိုစိတ်ကူးကြီးစောင့်နေမိသည်ဟောចောင်းကောင်းလောင်းတဲ့ចောင်းစင်ဝင်ရောက်ကဖြတ်ကလေးထွက်လာသည်ပမာဆုံးကောင်းလေးမှာသပင်နီနီနှင့်ဖေပြစင်ပြရာဒါအတန်ထဲကစီစီမဟုတ်လားတင်မေဒီစီစီနေစီတင်မေနှင့်စီစီဒီတိတ်ပြီးမကင်းပြီတင်မေစိတ်ထဲတွင်စီစီဒီစိုးစိုးစစနိုင်ကုန်သည်အတိုင်လွန်သည်ဟုထင်လေသည် စစ်စီကိုကြည့်လိုက်ရင်ဘယ်တော့မှမဖိတ်ပဲရည်နေတော့ပစက်ကိုအရင်ဆုံးသတိထားမိမိစစ်စစ်တော့လဲစစ်စီကိုကြည့်ရတယ်မှပြောချကြည့်ပြီမျက်စိတော့လဲနည်းနည်းရှုပ်ပြီးမပေါ်ဖြက်လဲလာတကုန်စစ်စီဒီခေါင်းပေါက်ပြေလာကစစောကတင်ပြီးကြည့်နေတော့မြင်များနှစ်ယောက်စီလက်တံပြီးရောက်သွားလေသည်မိခင်နဲ့ဖခင်ကလည်းမဆက်တန်းကကြိုးသည်ထို့နောက်ဤတန်းများနောက်ဆုံးတွင်တာမီတာဖာ၃ယောက်သားသည်အချင်းချင်းတင်းကျပ်စွာဖက်ကားစကားပြောနေကြလေသည ။တင်မိရင်ထဲမှာတော့စွနေတယ်ခေါ်မလား။အမှန်ပြောရရင်ချစ်စရာကောင်းပါသည်မိသားတို့ရေ။ဖိတ်ဖက်နေကြပေါ်ရုပ်ပေါ်ကားသည်တင်မိအားစိတ်ချမ်းသာမှုကိုမပေးခြင်း။ငါဟာမနာလိုနေတာလား။စိတ်ကောင်းရှိတာလား။ဆရာကမနာလိုခြင်းနဲ့စိတ်ကောင်းရှိခြင်းကိုအင်တန်ရှုတ်ချရင်ခုမှဖြစ်ပေါ်လာရင်ဖယ်ထုတ်ပြရမည်လေ။ပါပြပြတင်မိသည်မျက်ရည်လဲလာခြင်းကိုတော့မတားစီနိုင်။ အမေဖေဖေတို့ကိုလိုက်နေဆိုတာဒါပဲဟိုပထမဆုံးသိရှိရလာလေးလေးမွေးရအရင်ညရကုန်းကကိုရင်ကိုပြန်ပြီးဒီစင်မြင်မိသည်ဘာကြောင့်မှန်းမသိမိပျော်ရွှင်နေသည့်အချိန်များကိုသာမြင်မိသည်ဥပမာတညာမိမိရန်ကုန်ကပြန်လာပြီတင်မေတို့မှမှတုံရဖို့တင်မတော်ဝိစုံလေးများနေဒီရင်ဒီညဝယ်လာသည်အခါတနေ့မှာမိမိနှစ်ကလေးတို့မျိုးဖြာဝဲသွားပြီ။ခြားကြီးနယ်နေဒီကိုစီခွင်ရပါဘူး။ ညာလာတတာမှာတော်တော်နှင်းတင်မေတို့စကားပေါက်ရပြောပြီးခီးပန်းကောက်ခြင်းတင်မေသည်အဖို့ကိုထိန်သည့်ကလမကြီးရောပြီးမိမိလွမ်းသည့်အင်တာများဆင်းနေထင်လိုက်ချည်သည်အမင်းစားချိန်မှာတင်မေမစင်းသဖြင့်တက်လာကြသောဆရာမတို့သည်တင်မေကိုတော်ပူနေသည်ကိုတွေ့ထိတ်လန့်သွားကြလေသည်တကူကခက်ပြုတ်ပြော့ဖြစ်ပြီးအဖျားပြင်းပြားလာသည်မဟုတ်တော့လေညည်ရနေသည်ချင်မင်ကမူရီးပြီးအလကားဒီကောင်မလေးအသေးကြောင်တာပါဟုပြောနေသဖြင့်အပြေရသည် ည10နာရီထိုးတော့တင်မီအိပ်ပြောပြီးရောင်းတလို့လို့ခရောင်ကလည်းပြောတလို့လို့နီးအင်ကြံမဲအင်ကြံမဲဟူစားလိုက်မမေကိုလည်းထားလိုက်အပူဒီဝီဒီတရားကနန်းတို့နီးလာလေဆ ्याम ကြီးဒီမူရပြန်လာကဆောင်းဆရာဝင်ကလည်းအနာကမွားတော့ဆရာအောင်မင်းကတင်မီခောင်းရင်းကရက်ကတင်မီတင်မီဟူခေါ်နေလေဒီတင်မီခောင်းနေတွင်ယူတွေ့ရိတ်တင်ဆရာတန်ကိုကြားရိုင်း ဆရာဒီတင်မိကိုပဲတော့မှာချယ်ဒီဟုမခေါ်ချင် အခြားအကြောင်းသူတွေလိုကိုစိတ်ပေါက်သွားမှာအင်တန်ဆိုရှာဒီအိုမင်းမင်းမမိတ်စီစိတ်ရောက်သွားပြန်ထိုးနာညရာကုံချောင်းရီကို ခရဲညရာညရာကုံချောင်းရီကိုခရဲတလဲလဲမြင်မြင်ရသည်တင်မီဒီရေဆက်နာမှာချော်လဲရေထဲလိမ့်ကြသွားလေသည်အော်လို့လဲတမ်းထပါလားအော်အိပ်ပြောသွားတယ် တင်မီဒီမျက်လုံးကိုဖွင့်လိုက်တော့ဆူရှာသောနေရာပြင်းရင်ကြီးဒင်ငါဝင်းကငញ្ញံအဝါပေါ်ကျနေသည်ကိုချိန်ဆက်စွာမြင်ရ၏နေမြင့်သွားပြီတင်မီကောင်းထဲကအုံတုံတုံသို့တော်ချင်းများရွှဲကနေရတော့ကောင်းလေအထက်ထက်ခြုံသာသောဆောင်းကိုခွာပြီးဒီမှဆင်းလိုက်တော့ပေါ်ပါသွားတယ်ပြီစိတ်ပူရဲ့တက်ပါပါတခြင်းမြေတဝက်တစ်ပြက်ဆူလိုက်မိလေသည်ခင်မီခင်မီကကောင်းနေပြီတို့ ဖေမေဒီညီမဖြစ်သူရောအိဗဲတို့မျိုးပေါ်နေတော်မြင်လားပြန်ဆိုင်ငင်းကြီးကြီးကရှိခါတိုင်းနှစ်မတူသနာကျင်သားတယ်ပြောစရာတခုခုရှိတယ်လို့လို့အမှန်အဖြစ်ညီမခင်ရောက်မှအသက်လဲကွာကြီးဈေးလဲမကန်းပါနင်ဒီနေ့အိမ်ကျန်ရမယ်ဆရာမကြီးအခွင့်ပေးလိုက်တယ်တင်မီကပြောသွားကမိတစ်ချက်ဆက်ပြီးချက်ချင်းတည်းရရင်နင်ရောမလိုက်ဘူးလားဟုတ်ပြန်မေးဒီခင်မေကခေါခါပြလဲဒီဆရာမကြီးကိုပြောလို့မရဘူး ရတာပဲငါဝမ်းမလိုက်ချင်အိမ်မပြောင်းချင်ဘူးလားငိုမမေတို့ဖေဖေတို့နဲ့မတွေ့ရချားမှခင်မေကမပြောင်းလေးနေမမေတို့နဲ့မတွေ့ရတာဘသူပြက်တို့ចောင်းနေလာတာချားပြီရေတော့လာတွေ့တယ်ညနေဧည့်သည်လာစီဧည့်ခံတဲ့ငါမစင်းဘူးငါတော့ဘူးမှအမှမလာဘူးငါဘာသာငါရှက်ပြီးတငယ်ချင်းနေနေလိမ့်လိုက်ရတာမောလို့တို့တနေ့လုံးနေမှာတခါအိမ်ကျန်ရတယ်မဟုတ်လားတင်ပြီ၁၀ရက်၁၅ရက်များចောင်းပေးလို့အိမ်ကျန်ရဘူးလာခေါ်တယ် ငါတော့စိတ်ထဲမှာဆွဲနေတယ်။မိမေတို့ကငါတို့ကိုအလိုမရှိဘူးလို့။တင်မေဒီမိမများကိုစန့်ကျင်လေးစားကိုထမဆောင်ကြားရတီထားပြေး။အကြီးကျယ်ထိန်လန့်သွားပြီ။ဘာလို့ပြောနေရလဲခင်မေ။ဟိုမိမေဒီငါဖဖေကိုမုံနေ။မိမေတို့ကသနာပါရင်ဒါမဲ့သူ့လင်ကိုခရီးလိုကိုယ်ပဲလို့ငါမုံချင်။ပြီးတော့တော်သူ့တော်တော်လို့လာမခေါ်ချင်။မျက်နာကိုကြည့်အောင်ကြည့်ချင်ခွာ။တင်မေဒီ ခါသီးခါသီးစကားများကိုနားမဆံမှုတင်မိသည်မုန်းတာတော့မခေါ်ချင်တာမျက်နာမကြည့်ချင်တာလို့ဆိုတာတွေဟာအပေါ်စားစကားတွေဆရာတစ်ခါကပြောပုံလေးတိုးတော်လေခင်မီကပြောပုံမှာလူကြီးတန်ပါလာပြီးဘာမှပြန်ပြောတတ်တော်ပါပြီသူစကားမှမှန်ဘူးလည်းမစွန်းနိုင် ထို့သောတင်မီသည်မြရာကုန်းကိုတယောက်တည်းပြန်ရသည်ဆရာအောင်မင်းကလိုက်ရေးပို့သည်တင်မီကဆရာကိုအိမ်မှလေး၅ရက်လောက်တည်းကိုပြောတော်လေး အတန်မာမူမမရကဆရာကမာလေပြုံးပြုံးကဒီမေအရိုက်ခံနေရပါမယ်ကွာဒီတော့ဆရာမကြောင်းတက်ပြက်နေမှာပေါ့ကွာဟုတ်ဆရာအောင်မင်းကမျက်နှာမကောင်းမဲညင်သွားတော့ဒီမေကိုဖြေပြောထက်ကြီးပြောကြီးဒီမေဒီမမေဖေတော့ပေါ့တတိယလာမနေ့ကစီစီတော့မိသားစုကိုမြင်အောင်လိုင်းနေအီးသွားနေခြင်းကိုညီငယ်ဖွေရဟောမထင်အားတော့ပြီอืมစီစီတော့မိသားစုတည်းပြဖက်ကြပုံမျိုးကိုတော့မပြောမမီးပါ တင်မေဒီဒီလိုတွေ့ရမည်ဆိုရင်တော့လေရှန်နေမီကိုဆိုရည်အပြင်နဲ့ဆိုလေဘူဘူကက်ကက်ပြင်မထိုင်ဘူးချင်းတင်မေလိုချင်တာကတင်မေလိုချင်တာက အိုတမီဆိုပြီးတင်စကားကိုရင်းရင်းနီးနီးမေးဖို့ပြောဖို့လာတာဖြစ်ချေသည်ဆရာအောင်မင်းဤလက်ကိုဆွဲခြံထဲသို့ဝင်လာသည့်ခါ၌ကမပြောင်းနိုင်သည့်မာယုတ်ကလေးပမာပဲထင်းသည်စောက်တဲ့သောစိတ်သည်ကောင်းထဲဝင်လာပြန်ရင်ထဲကတတိတ်တိတ် ဆရာကမူလူကြီးဖြစ်ပြီးတင်မေဟန်ဆောင်တော်လေးရင်းမိကမျက်နှာခပြပြဖြည်ဝေးလာလေသည်အိမ်ထဲဝင်ချင်းဖေကိုသာတွေ့သူ့အသည့်မျက်မှောက်ကိုရနှကန်းစူကတင်မေနှင့်ဆရာအောင်မင်းကို ရန်သူကြီးကြည့်နေလေသည်မမီကောဟင်ဦးမိလိုက်ချင်တော်လေမမီရဲ့ပြီတော်တော်ကိုလည်းမတွေ့ရဒါထင်ဧည့်သည်ကိုစကားပြောမိသူရှိတာခံလာပါပြီ။ဆရာကပြန်စားပြီ မတင်မီဖြာလို့အိမ်ပြန်ပို့တာပါသူပြော၏ဖဖေးကသူဤဟိန်တန်းလေးဩအင်းထိုင်ပါသူပြော၏တင်မီဒီဆရာပြန်သွားမှအရက်ခံရလေးလဲခံရစီတော့ဟူဆုံးဖြတ်ကအာနာလုံးနေတဲ့ပြင်တဘာဝမကြလို့ရေးပြောတော့အေခန်စကားများဖြင့်ဆရာကိုပြောကကော်ဖီတစ်ခွက်ကိုကိုယ်တိုင်ဖြော်တိုက်သေးသည်တင်မီမှာကောင်းကောင်းဖြော်တတ်သည်မဟုတ်သဖြင့်စင်နာကောင်းနိုင်နှုတ်စီတွေများပြီးချိုလိုနေရဆရာမှာမနေချိုက်ချနေရသည် ဆရာကတင်မီဝေးရတဲ့နွားမကြီးကအင်မတန်ချမ်းဆုပ်တယ်နဲ့သူသိဟိုနောက်ရတင်မီဒီအရဲတင်းဆုံးရဲလိုက်သေးတယ်လူဒီထက်ပိုရေးသွားလေတော့သည်ဆရာပြန်သွားသည်ကိုဝေးမထွေးလိုက်ပိုသည်တင်မီမမြင်တော့သည့်နေရာတွင်ဆရာဒီရေကမောကရှိရမှာတစ်ခုလုံးနန်းခွေပြီးခေါင်းငိုက်ဆိုင်ချရဲသွားလေရဆရာတင်မီကိုညှာလိုက်တာနော်ဟိုရှိုက်ပြီးညီမီတော့သည်တို့ပြင်မဲ့မြစားပြန် screen ထဲဘလို့ပြန်ဝင်ရပါမည်။တရေတစ်တာဒီအင်ဂျင်မှာလည်းရှိနေသည်။တစ်တာကိုတင်ပြီးထီတာမထီရ။ဆရာကတနန်းလုံးဆဲလာခဲ့သည်။ကျေးဇူးတင်စကားတော်မှာဝီဂျီဝီကောမပြောလိုက်နိုင်ဘူးလားပပီ။ဒါဟာသမီးနေကောင်လို့လာပူတဲ့သူပါ။အေးလီသမီးကိုမာခယူမဆိုင်ဘူး။သမီးကြီးပတ်သက်လာတဲ့သူကိုဘီယူဆိုင်ပါတော့မလား။တင်မင်းဤတွင်များသည့်ခင်မစ်ကားများလို့ခါတီးပြီးလာလေသည် မတော်ကားပေါ်မှာလည်းကနေကောင်းလိုက်အပြာသွေးလုံးလုံးရှိတလားပြီဆရာပြောသလိုပဲအိမ်မရောက်ပါဖြစ်လေတလားမသိအိမ်ပြန်ဖို့ပြင်နေကနေကောင်းနေပြီကိုတော့အိမ်ထဲဝင်ရင်ခလာချီရင်အိမ်ပြင်မှာရောင်လဲရောင်လဲနေရှောင်းလိုက်ညောင်းညောင်းရှိတော့ကုသတာကိုခူထိုင်လိုက်နေနိုင်ပိုင်များကုန်သွားပြီအပြာသွေးပြန်ရောက်လိုက်နေဒီအေးစင်လာသည်ခရီးလဲပန်းလာသည်မဟုတ်လား နောက်ဆုံးဖေဖေဒီဘာသာတယောက်ထဲကြီးပြီးဘုံတိုင်းနှိထကတင်မီကိုတိုင်မီလူလူဖြတ်ပြီးမြို့ထဲထွက်သွားမှာအိမ်ထဲဝင်ရတော့သည်မမေခံမှာကလန်းချထားရင်ဝင်ရမရမမေရှိုက်တန်ကိုတော့မမေစားရ၏မမေမမေတင်မီပြန်လာတယ်ဟိုခေါ်တော့လဲပြန်မတူမောင်လေးအပူကအိပ်ပျော်နေမိဖို့ကြောင့်လည်းဝင်ကြည့်တော့တော်တော်လေးမရှိအာယာမကြီးကိုအကျိုးကြောင့်မိကြည့်ရရင်မမေနှစ်တော်တော်ရပြစ်ကြတယ် တတော်ကစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားသည်ထို့ကြောင့်မမေနှင့်ဖေဖေရံပြစ်ကြသည်ကလမကြီးပြောမျှကိုဒီထက်ပို၍နားမလဲတဲ့တတော်မရှိသဖြင့်ထမင်းချမ်းမြည်သူလည်းမရှိတီမီဒီဆဆာနီကော်ဖီတစ်ခွက်ဖြောတောင်းရ၏ထိုညနေထမင်းမစားရနောက်နေ့တွင်လည်းတီမီဒီကိုခံတဲ့ကိုကောကအတန်တော်မှအပြင်းမကြရအောင်ချီဖို့ရွှေရှောင်းသည် နေရင်ကာလာဒီကိုလည်းချေရခံခြင်းဖြင့်ပြောင်းရ၏နောက်ဆုံးရပွဲများအင်းကြီးတတော်နေသူသမီးကြီးအင်ပြန်ရောက်လာကတင်မီလည်းလုံလုံနေကောင်းပြီးကြောင်းသူပြန်ရသည်အခါရန်ကုန်သားဒီကာပေါ်တွင်တင်မီသည်အချင်းအော်ပြီးမဆိုမီရန်အတင်းချုပ်တီးရလေသည်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်နောင်လာမယ့်ပိုင်းဆက်ကိုလည်းစောင့်မျှော်နှာစင်ပြကြပါဦးလို့ကျမရွှေတုတ်ပါ Thank you.